ကျင်းမြန်မြန်နယ်ဒီတာလန်ရှိတိုက်ခန်းတခန်းမှာဩဂလ၁၄ရက်နေ့မွန်းလယ်၁၂နာရီခွဲလောက်မှာမိလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်မတ်60အပေါ်ဆုံး၈လွာကောင်းရင်ကန်ကနေအိမ်အခန်းတွင်ချင်းစည်းကွေမီထွန်ရကအဝတ်စားတွေပြုတ်ကျကမိကုဆက်ပြီးမိလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မိလောင်တဲ့တိုက်ခန်းမှာအမျိုးသားနှုတ်နဲ့အမျိုးသမီး၃ဦးနေထိုင်ပြီးထိခိုက်ဒဏ်ရာရတာသေဆုံးတာတို့မရှိဘူးလို့သိရပါတယ်။ မိလောင်မှုဖြစ်စဉ်ကိုမိသက်ရင်၂၄စီနဲ့လာရောက်မိငိမ့်တက်ခဲ့ပြီးနေ့လယ်၁၂နာရီမိနစ်50ခန်းမှာမိငိမ့်တက်နိုင်ခဲ့ကမိလောင်မှုကိုအစစ်နှစ်သတ်မှတ်ထားတယ်လို့သိရပါတယ်။ driver ဆိုတော့ driver ဆိုတော့အဲ့ဒါဆိုရင် driver ဆိုတာကြာတယ်။အဲ့ဒီကက်ဆယ်ထားတာမရှိဘူး။ဒီလိုပိုက်ပြီးဆွဲရတယ်ရှုပ်လို့အဖြစ်ရှိတယ်။သူတို့ကဒါတွေတက်ထားလို့ကျွန်တော်အဲ့ဒီမှာပိုက်တက်ပြီးထားတယ်။အောက်ကနေမိသက်ကနေပိုက်နေတက်ပြီးထားတယ်။မိလွယ်လွယ်ကူကူတိုက်ရတယ်ဒီမှာ။နောက်ပိုင်းဆောက်တဲ့တိုက်ပြီးမှတော့ကျွန်တော်ကဒါမျိုးတက်တာ။ ါတွေကတော့ကျွန်တော်မိသားရဲ့ခွင့်ပြုချက်ဟိုကျွန်တော်ဆီတော့ကြာကြာလေးလုပ်ပြီးတော့ကျွန်တော်တို့မျိုးကျွတ်တလာလို့ဆောင်ရွက်ထားတာရှိတယ်အဲ့လိုခက်ခဲလေးရှိတယ်မိလာမှုကြောင့်တိုက်ခန်းအတွင်းရှိပစ္စည်းအကုန်နီးပါးမိလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်